လွိုင်းလင်းမြို့၌ရန်မီတတ်တပ်ဖွဲ့ဝင်များလေးကျင့်ရေးမုံမှန်တင်နန်းဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်မြင်းနယ်တောင်ပိုင်းလွိုင်းလင်းမြို့မီတတ်ဦးစီးဌာနမြို့နယ်မီတတ်ဦးစီးမှုရုံး၌ရန်မီတတ်တပ်ဖွဲ့ဝင်များလေးကျင့်ရေးမုံမှန်တင်နန်းတစ်မြင်းဆောင်2025တင်နန်းဖွင့်ပွဲကိုယနေ့နေ့9နိုင်ကအဆိုပါရုံးတင်နန်းခမ်းမတွင်ကျင်းပခဲ့ပါတယ်။တင်နန်းဖွင့်ပွဲတွင် ညနေစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းထွန်းမှတင်လန်းဖွင့်အမှာစကားပြောကြားပြီးနောက်ခရိုင်မီတပ်ဦးစီမှုဦးစော်ဝင်းကအရင်မီတပ်တပ်ဖွဲ့ဝင်များအားတူညီဝစ်စုံများပေးအပ်ကတင်လန်းဖွင့်ပွဲကိုရုပ်သိမ်းလိုက်ပါတယ်အဆိုပါအရင်မီတပ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမိုးမှန်တင်နန်းတစ်မြင့်ဆောင်2025သို့တင်နန်းသား90ဦးတက်ရောက်ကြပြီးတင်နန်းကာလမှာယနေ့မှစ၍ နိုဝင်ဘာလ17ရက်နေ့တိဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ